နေ့ကဖန်ဆီးခံနိုင်ရတဲ့ဖိလစ်ပိုင်တမရဟောင်းဒူတာဒီကိုနယ်သာလန်နိုင်ငံတဟိတ်မြို့မှာရှိတဲ့နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကိုချက်ချင်းပို့ဆောင်လိုက်တယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြပါဗျ။ဒူတာဒီလိုက်ပါသွားတဲ့လေယာဉ်ဟာအင်္ဂါနေ့ညပိုင်းကဖိလစ်ပိုင်နိုင်ငံမနီလာမြို့ကနေထွက်ခွာသွားခဲ့ပါဗျ။တမရဟောင်းဟာလေယာဉ်ပေါ်လိုက်ပါသွားစီဖို့အတင်းအကျပ်ဖိအားပေးခံခဲ့ရတယ်လို့သမီးဖြစ်သူကပြောဆိုကြောင်း CNN သတင်းတပုတ်မှာဖော်ပြခဲ့ပါဗျ။ဒူတာဒီကိုထောက်ခံသူတွေကတော့ ဒီလိုဖမ်းဆီးမှုကိုလုံခြုံရေးဝန်ထမ်းများစွာချထားတဲ့မနီလာလေဆိပ်မှာကန့်ကွက်ဆန္ဒပြခဲ့ကြပြီးတမရဟောင်းအတွက်ဆူတောင်းပေးခဲ့ကြတာကိုလည်းတွေ့ရပါတယ်။တရုတ်နိုင်ငံကတော့ဒီဖြစ်ရပေါ်မှာအခြေခံပြီးနိုင်ငံရေးအသုံးချတာမလုပ်ဖို့စံနှုန်းနှမျိုးထားပြီးတော့မဆုံးဖြတ်ဖို့ ICC ကိုသတိပေးကြောင်းနိုင်ငံသားရေးဝန်ကြီးဌာနပြောခွင့်ရကပြောဆိုထားပါတယ်။ဒီဖြစ်ရကိုအနီးကပ်စောင့်ကြည့်နေတယ်လို့လည်းတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောခွင့်ရကဆိုပါတယ်။ဒူတာရီအခုလိုဖမ်းဆီးခံရတာဟာ မြန်မာနိုင်ငံရဲ့အာဏာသိမ်းစစ်ကောင်ဆောင်မေအောင်လိုင်အတွက်သတိပေးချက်ဖြစ်တယ်လို့မြန်မာရိုဟင်ဂျာအသင်းဥက္ကဋ္ဌဦးထွန်းခင်ကပြောပါတယ်။ဒူတာရင်ဖန်စီခေရတာနဲ့ပတ်သက်လို့ကျွန်တော်ပြောချင်တာကကျွန်တော်တို့နိုင်ငံကအချမ်းပဲစစ်ကောင်ဆောင်မေအောင်လိုင်လေးမေအောင်လိုင်အတွက်ဒါကတကြီးကိုသတိပေးချက်တခုဖြစ်တယ်လို့ကျွန်တော်ပြောချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလိုအချမ်းဖက်ဆိုးဝါးလာတဲ့ရာဇဝတ်မှုတွေကျူးလွန်တဲ့လူတွေဟာဘီတော့မှ ဒီလိုပြဆိုမှုကနေပြည့်လို့မှမဟုတ်ဘူးဒူတာတွေဟာတစ်ချိန်မှာတော့အာဏာရှိပြီးတော့ဆိုးဝါးလာတဲ့ရာဇဝတ်မှုတွေကျူးလွန်ခဲ့ပေမဲ့အခုချိန်မှာတော့သူကခံဖက်စစ်ခံရတာပဲဒီလိုအကြမ်းဖက်စစ်ကောင်းဆောင်မရောက်နိုင်ဟာလေဒီနေ့နေ့မှဒီလိုတော့ဖြစ်မှာပဲလက်လောမှာတော့စစ်ကောင်းဆောင်မရောက်နိုင်ကိုဖမ်းဝင်းထုတ်ပြီးဖို့ ICC ရဲ့တရားစွဲအရာရှိက ပြီးခဲ့တဲ့နိုဝင်ဘာလနောက်ဆုံးပတ်မှာတရားရုံးကိုဦးတိုက်လျှောက်ထားခဲ့ပါတယ် စစ်ကောင်းဆောင်ဟာ2019ခုနှစ်ဩဂုတ်လကနေဒီဇင်ဘာလအထိရခိုင်ပြည်နယ်တွင်းနေထိုင်ကြတဲ့ရိုဟင်ဂျာလူမျိုးတွေကိုလူသားမျိုးနွယ်ပေါ်ကျူးလွန်တပ်ဖြတ်တဲ့ရာဇဝင်မှုတွေအတွက် ICC မှာတရားစွဲဆိုခံရရတာပါဒီမှုမှာမင်းအောင်နိုင်ဟာအဓိကတာဝန်ရှိသူဖြစ်ယုံကြည်ရတဲ့အကြောင်းတပ်တွေအထောက်အထားတွေရထားပြီးဖြစ်တာကြောင့်ဖန်ဝင်ရန်ထုတ်ပြဖို့ ICC တရားရုံးတရားစွဲအရာရှိကရှောက်ထားခဲ့တာပါလက်လုံးမှာတော့စစ်ကောင်းဆောင်ဟာအာဏာလက်ဝယ်ရှိနေသေးတာကြောင့်ဖမ်းမရနိုင်ဖြစ်နိုင်ပြီး အာဏာလက်မဲ့ဖြစ်တဲ့ဒီနေ့တေချာပေါက်ဖမ်းဆီးခံရနိုင်ကြောင်းနိုင်ငံရေးလီလာသုံးသက်သူရှေ့နေကြီးဦးကြည်မြင့်ကသုံးသက်ပါတယ်လူကကိုယ်တိုင်ကြုံမှုမှပြီးမှလေကိုခံရမယ်ဆိုတဲ့အခါမှာမကြောက်တဲ့လူဘယ်လိုရှိမလဲသို့တော်လည်းဖြစ်ချင်းကတော့ထပ်တူတော့မတူဘူးလေဘင်းရောလည်းအာဏာရှိနေတယ်ဟိုဘောအာဏာမရှိတော့ဘူးလေဘယ်တော့မှအာဏာမရှိတဲ့လူတွေပဲဖမ်းလို့ရတာအာဏာရှိတဲ့လူဖမ်းမရဘူးဒါကြောင့်မင်းအာဏာကအပင်ဆုတ်ထားတာအာဏာကိုအဲ့ဒါအောင်မလို့ဟိုတို့ကဒွေဥဒေါ်လာရင်းကိုမြင်းမြန်းနိုင်နေတယ်ဆိုတာ ီတော့အာနာရှိနေတယ်များတို့ဘာလုပ်မရဘူးတို့ပြည်သူပဲစိတ်ခံနေရတာနော်ဖက်ဒရယ် ICC တရားရုံးရောက်သွားပြီဖြစ်တဲ့ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတီကတော့ဖိလစ်ပိုင်နိုင်ငံအတွင်း2016ခုနှစ်ကနေ2022ခုနှစ်အထိဝိရစီဝါနှိမ်နေရမှာလူထံပေါင်းများစွာတည်ဆုံးခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့ ICC ရဲ့ဖန်ဝင်ရထုတ်ခံရတာဖြစ်ပါတယ်။သူဟာဟောင်ကောင်ကနေမနီလာနိုင်ငံတကာလေဆိပ်ကိုမနေ့ကပြန်လည်ရောက်ရှိလာချိန်ဖိလစ်ပိုင်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တာပါ။ ဖိလစ်ပိုင်ရဲ့ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာနိုင်ရန်ကီသူကတော့မာကိုစ်ဖြစ်ပြီးလက်ရှိသမ္မတလည်းဖြစ်ပါတယ်။ဒူတာတေးရဲ့သမီးဆာရာဒူတာတေးကတော့ဖိလစ်ပိုင်နိုင်ငံရဲ့ဒုတိယသမ္မတဖြစ်ပါတယ်။မာကိုစ်သမ္မတဆဖြစ်လာချိန်မှာ ICC နဲ့မပူးပေါင်းဘူးလို့ထုတ်ပြောခဲ့ပါတယ်။ဒါပေမဲ့ဒူတာတေးအခုလိုဖမ်းဆီးခံရပြီးတဟိတ်ကိုချက်ချင်းအပို့ခံရတာဟာသမ္မတမာကိုစ်နဲ့ဒူတာတေးရဲ့သမီးဖြစ်တဲ့ဒုတိယသမ္မတတို့ဆက်ဆံရေးတင်းမာလာတာကိုပြတာလို့လီလာသူတွေကဆိုကြပါတယ်။ The plane is en route to The Hague in the Netherlands allowing the former president to face charges of crimes against humanity in relation to his bloody war on drugs. Mr. Duterte was arrested in compliance with our commitments to Interpol. Hours before, his arrival, Interpol Manila received an official copy of the ICC warrant. This prompted the Prosecutor General of the Department of Justice to serve the warrant. Interpol asked for help, and we obliged because we have commitments to the Interpol which we have to fulfill. If we don't do that, they will, not, they will no longer help us with other cases involving Filipino fugitives abroad. This is what the international community expects of us as the leader of a, democ of a, democ of a democratic country that is part of the community of nations. ဒူတာဒီဟာသမရဖြစ်စဉ်အခါက ICC ရဲ့ဖမ်းဝင်ရန်ကိုရှောင်နိုင်ဖို့ ICC ဖွဲ့ဝင်နိုင်ငံကနေနှုတ်ထွက်ခဲ့ပါတယ်။ဒါပေမဲ့ ICC ဟာ ဒေါက်တာတင်းရဲ့မွေးဆေးဝါးတိုက်ဖြတ်ရေးနဲ့ပတ်သက်တဲ့စုံစမ်းစစ်ဆေးမှုတွေကိုဖိလစ်ပိုင်နိုင်ငံ ICC ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်နေတဲ့အချိန်မှာစတင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့် ICC ရဲ့တရားစီရင်ပိုင်ခွင့်ဟာအဖွဲ့ဝင်ဖြစ်နေစဉ်အတွင်းကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက်ဆက်ရှိနေတာဖြစ်ပါတယ်။ဒီမှုကို ICC က2018ခုနှစ်ထဲကစစ်ဆေးနေရလဲဖြစ်ပါတယ်။ဒူတာဒီရဲ့မွေးဆေးဝါးတိုက်ဖြတ်ရေးမှာလူပေါင်းထောင်နဲ့ချီပြီးတေဆုံးခဲ့တယ်လို့ဖိလစ်ပိုင်ဆိုရရဲ့တရားဝင် ထုတ်ပြန်ချက်တွေမှာဖော်ပြပါဗျာ လူခွင့်ရေးလှူရှားသူတွေကတော့လူသေးဆုံးမှုဟာဓာတ်တက်များနိုင်ပြီးတောင်းတဲ့ချီရှိနိုင်တယ်လို့ဆိုကြပါတယ်။လက်တော်မှာတော့ဒူတာတွေကိုဖိလစ်ပိုင်ဆူရက်က ICC ကိုလွှဲပေးလိုက်ပြီးဖြစ်တာကြောင့်ဒူတာတွေဟာ ICC မှာတရားရင်ဆိုင်ရတဲ့အာရှနိုင်ငံတွေကပထမအဦးဆုံးနိုင်ငံခေါင်းဆောင်ဟောင်းဖြစ်လာခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့အာဏာသိမ်းစစ်ကောင်ဆောင်မင်းအောင်နိုင်ကတော့2019ခုနှစ်အတွင်းရိုဟင်ဂျာတွေကိုတပ်ဖြတ်တာမှာအဓိကတာဝန်ရှိတဲ့သူဖြစ်တဲ့အပြင်2021ခုနှစ်အာဏာသိမ်းပြီးတော့ ်အခု2025ခုနှစ်အထိလူပေါင်း6500နီးပါးကိုတပ်ဖြတ်ခဲ့ပြီးနိုင်ငံရေးကျင်းသားပေါင်း2000ကျော်ကိုဖမ်းဆီးထိန်းသိမ်းထားကြောင်းလူအခွင့်အရေးလိလာတဲ့အဖွဲ့အစည်းတွေရဲ့စစ်တမ်းတွေမှာဖော်ပြထားပါတယ်။ဒါအပြင်ပြည်သူနေမောင်းတိုင်းနဲ့ချီကိုစစ်ကောင်းဆောင်ဩဇာခံစစ်ရာရှိတွေကမိရှို့ဖျက်ဆီးခဲ့ပြီးတိုင်းနဲ့ချီရဲ့ပြည်သူတွေကိုလည်းစစ်ဆောင်ဒုက္ခတွေဖြစ်စေခဲ့ပါတယ်။ဒါအပြင်နိုင်ငံတွင်းနေစဉ်လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေကြကြောင်းပြည်သူတွေတိုက်စုံးမှုနေစဉ်တိုးလာနေပြီးအိုးမဲ့အိမ်မဲ့ဖြစ်နေကြပါတယ်။ ဒီအချိန်မှာစစ်ကောင်းဆောင်ပါဝင်စစ်ဗိုလ်ချုပ်6ဦးကလည်းအာဂျင်တီးနားနိုင်ငံဖက်ဒရယ်တရားရုံးမှာတရားစွဲခံထားရပါတယ်။ဒီမှုကိုပြီးခဲ့တဲ့2021ခုနှစ်ဒီဇင်ဘာလမှာအာဂျင်တီးနားတရားရုံးကစတင်လက်ခံကြားနာခဲ့ပါတယ်။ဒီတရားရုံးကနေစစ်ကောင်းဆောင်ကိုဖမ်းဝင်ရန်ထုတ်ထားပြီးတော့နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုကဖမ်းဆီးတာလုပ်လာမှာဖြစ်တဲ့အတွက်စစ်ကောင်းဆောင်အတွက်ထွက်ပေါက်ဆိုတာရှိလာမှာမဟုတ်ဘဲဒူတာဒေးလမ်းစဉ်အတိုင်းတေချာပေါက်ဖြစ်လာလိမ့်မယ်လို့မြန်မာရိုဟင်ဂျာအသင်းဥက္ကဋ္ဌဦးထွန်းခင်ကအခုလိုပြောလိုက်ပါတယ်ခင်ဗျာ။ အာဂျင်တီးနားပြည်အရောင်းကနေအချန်ပီယံစီကောင်ဆောင်ပြီးအောင်လာတဲ့ဖန်ဝရန်ထုတ်ထားတာရှိတယ်။ Interpol ကနေတိမကြခင်မှာနိုင်ငံအလုံးကိုပို့ပေးမယ်ဆိုရင်သူကဘေးနိုင်ငံမှာထွက်ပို့တော့မလွယ်ဘူး။အထူးသဖြင့်ရုရှားနဲ့ chainId China တို့တော့တောင်းတောင်းနိုင်တယ်။တခြားနိုင်ငံတွေတော့တိမလွယ်ဘူး။ဘာဖြစ်လို့လဲဆိုတော့နိုင်ငံအများစုကလေ sanction ချထားတဲ့အဲ့လိုအစီကောင်ဆောင်ဖြစ်နေတော့အချိန်တွေကပူဆိုးမှာပေါ့နော်။နောက်တစ်ခုကြတော့ဒီ အဲမိအောင်အချမ်းပစီကောင်းဆောင်မိအောင်လိုက်ဟာကျွန်တော်ရိုဟင်ဂျာတွေမကဘူးရိုဟင်ဂျာတွေကိုထောင်ပေါင်းများစွာတပ်ဖြတ်ခဲ့တယ်ပြီးတော့ရိုဟင်ဂျာအမျိုးသမီးတွေထောင်ပေါင်းများစွာကိုမတင်းကျင်းဖို့အမိန်ပေးခဲ့တယ်ပြီးတော့ကျွန်တော်နိုင်ငံမှာဆိုရင်2020ဒီအာဏာသိမ်းပြီးနောက်ပိုင်းမှာလူမျိုးအလုံးကိုသူအချမ်းပစီကောင်းဆောင်ကနေ့စဉ်နဲ့အမြတ်တပ်ဖြတ်နေတယ်ထောင်ပေါင်းများစွာကိုအကျဉ်းထဲမှာအကျဉ်းထောင်ထဲမှာထည့်ပြီးတော့မတရားနေဆက်နေတာတွေ ဒီတည်င်းတွေအကုန်ရှိတယ်ဒီလိုအထောက်အထားတွေလေးရှိတယ်ဆိုတော့ဘလိုနည်းနဲ့မှ အကျံပစီကောင်းဆုံးအတွက်ထွက်ပြေးထွက်ပြေးဖို့နေရာမရှိဘူးတစ်ချိန်ချိန်မှာတော့ဖန်ဆီးခံရမှာပဲဆိုတော့ကျွန်တော်ပြောချင်ပါတယ်